မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဧပြီလ၄ရက်နေ့နေ့လယ်ပိုင်းပြည်တွင်းသတင်းများတင်ပြပေးလိုပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့အချမ်းဖတ် UNG တို့နဲ့၎င်းတို့ရဲ့လက်ဝေခံ PDF များကငလင်ဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများကိုခွင့်ကောင်းရွေအချမ်းဖတ်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်း NASA ကထုတ်ပြန်နေဆိုတဲ့သတင်းဖြစ်ပါတယ်ငလင်ဘေးကြောင့်ပြည်သူများဒုက္ခပင်လယ်ဝင်နေရချိန်မှာလူသားချင်းစာနာစိတ်ကင်းမဲ့သောဖြစ် နိုင်ငံရေးအမျက်ထုတ်လုံမှုတစ်ခုတည်းကသာရှေ့ရှုပြီးအကြံဖက် NUG ဖွဲ့နှင့်၎င်းတို့ရဲ့လက်ဝေးကန် PDF အမိကန်အကြံဖက်များအပါအဝင်လက်နက်ကန်အကြံဖက်တောင်းချမ်းသူများဟာငလင်ပေးကူညီကယ်ဆယ်လှုပ်ဆောင်နေမှုများကိုခွင့်ကောင်းယူပြီးအကြံဖက်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ကြောင်းသိရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်ငလင်ကူညီကယ်ဆယ်လုပ်ငန်းများကိုနေမအားညမအားအင်တိုက်အားတိုက်ဆောင်ရွက်နေရတဲ့အတွက် လုံခြုံရေးလုပ်ငန်းများမှာအားနည်းမှုကိုအခွင့်အောင်းယူက PDF အမိကန်အကြံဖက်သမားများနဲ့လက်နက်ကင်အကြံဖက်တောင်းချမ်းသူများကလူမဆန်သောဖြင့်လျှက်စစ်ဓာအခွဲယုံတစ်ခုကိုအင်းအားလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထို့အပြင်အဆိုပါ PDF အမိကန်အကြံဖက်သမားများနဲ့လက်နက်ကင်အကြံဖက်တောင်းချမ်းသူများဟာအင်းအားနိုင်ငယ်သာရှိတဲ့လုံခြုံရေးကင်စကန်တစ်ခုကိုအင်းအားလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သလို့ ကုညီကေဒေးရင်ကိုချောင်းမြောင်းတိုက်ခိုက်ခြင်းဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုချောင်းမြောင်းပစ်ခတ်ခြင်းများလှုပ်ဆောင်လာသဖြင့်တပ်မတော်ကဟန်ထားဆောင်ရွက်မှုများလုပ်ခဲ့ရကြောင်းလည်း၎င်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည်ထို့သူလှုပ်ဆောင်ခဲ့ရမှုပေါ်အချမ်းဖက်အုပ်စုဖြစ်တဲ့ UNG ဖွဲ့ နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ online media များအနေဖြင့်ပြည်ပမီဒီယာအချို့ကပုံကြီးချေကားကငလင်ဘေးတင့်နေချိန်မှာတက်မတော်ကလေကြောင်းတိုက်ခတ်မှုများကိုဆက်လက်လှုပ်ဆောင်လျက်ရှိကြောင်းမြေပြင်အခြေအနေမှန်ကိုမသိဘဲတစ်ဖက်သက်လှုပ်ကြံဆွဆွဲရေးသားဖော်ပြနေမှုများကိုတွေ့ရှိနေရတယ်လို့လည်းဆိုပါတယ်ခုကဲ့သို့ငလင်ဘေးကြောင့်ပြည်သူများဒုက္ခပင်လေဝင်းရချိန်မှာလူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့်နိုင်ငံရေးအမျက်ထုတ်မှုကို တစ်ခုတည်းကိုသာရှေ့ရှုပြီးအကြမ်းဖက်တိုက်ခတ်မှုများဆက်လက်လှုပ်ဆောင်နေတဲ့ NUG ဖွဲ့၎င်းတို့ရဲ့လက်ဝေကန် PF အမိကန်အကြမ်းဖက်အဖွဲ့များနဲ့လက်နက်ကင်အကြမ်းဖက်တောင်းကျမ်းသူများကိုမြန်မာနိုင်ငံအစိုးရနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချအောင်ထည့်သွင်းဖော်ပြထားပါတယ်ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ မြင်းကလင်ကြောင့်ပျက်စီးသွားသော ရုံးဆောင်နှင့်လူနေဆောင်များကိုပညာရှင်များပါဝင်သောစစ်ဆေးဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။မြင်းကလင်ကြောင့်ပျက်စီးသွားသော ရုံးဆောင်နှင့်လူနေဆောင်များကိုပညာရှင်များပါဝင်သောစစ်ဆေးဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မြင်းကလင်ကြောင့်ပျက်စီးဆုံးရှုံးသွားသောရုံးဆောင်များလူနေဆောင်များနှင့်အခြားပျက်စီးမှုများကိုဘေးအနေနဲ့ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအတွက် ပညာရေးဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုဖွဲ့အားဒေသလိုက်ဖွဲ့စည်းထားရှိပြီး၎င်းဖွဲ့ဟာပျက်စီးသွားသောအဆောင်များအားခင်မီဆန်သက်ကိရိယာများဖြင့်စစ်ဆေးပြီးတာမန်ပြင်ဆင်နိုင်သည့်အဆောင်အူအကြီးစားပြင်ဆင်ရမယ့်အဆောင်အူနဲ့ပြုပြင်ရေးမြဖေရှားရှင်းလင်းရမယ့်အန္တရာယ်ရှိတဲ့အဆောင်အူများဖြင့်ခွဲခြားသတ်မှတ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်ထို့အပြင်ငလင်ကြောင့်ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအားမှတ်တမ်းတင်ခြင်းညှိနှိုင်းသုံးသပ်ခြင်းနဲ့နောင်တွင်ဆောင်ရွက်ရမယ့်နည်းလမ်းများကိုဖော်ထုတ်ခြင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါစစ်သည်အဖွဲ့မှမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှပညာရှင်များမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှပညာရှင်များအထက်မြင့်နဲ့အများပြည်သူသုံးအဆောင်တိဆောက်ရေးစီမံကိန်းကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှပညာရှင်များမြန်မာနိုင်ငံငလင်းကော်မတီမှပညာရှင်များအထူးလုပ်ငန်းကော်မတီမှပညာရှင်များပါဝင်ပြီးဆောက်လွေဝန်ကြီးဌာနမှာအင်ဂျင်နီယာများနဲ့အတူနေပြည်တော်မှာစတင်စစ်ဆေးဆောင်ရွက်လက်ရှိကြောင်းနဲ့ငလင်းတန်းခံရတဲ့ တိုင်းဒေသကြီးပြည်နယ်များမှာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါပါတယ်ခင်ဗျာ။